နိဗ္ဗာန်ရောက်တယ်ဆိုတာကနောက်တဖန်ပရိသန္ဓေမနေတော့ဘဲနဲ့ကိုနာတိဆင်းရဲဒုက္ခအပေါင်းမှလွတ်မြောက်သွားတာကိုပြောတာပါနော်ပရိသန္ဓေနေပြီးတော့ကိုနာတိဆင်းရဲဒုက္ခဖြစ်ရတယ်ဆိုတာကလည်းပဲကံကြောင့်ဖြစ်တာပါကံကလည်းကိလေသာကြောင့်ဖြစ်တာပါကိလေသာကိုအကျွင်းမဲ့ပယ်သက်ပြီးတဲ့ပုဂ္ဂိုလ်တယောက်ဟာကံလည်းမရှိတော့တဲ့အတွက်ပရိသန္ဓေနေစရာအကြောင်းလည်းမရှိတော့ပါဘူးနော်ပရိသန္ဓေမနေတော့ဘူးဆိုရင်ကိုနာတိဆင်းရဲဒုက္ခမှလွတ်မြောက်သွားပါပြီ ဒါကြောင့်ဗုဒ္ဓသည်ကိလေသာကိုအကျွမ်းမဲ့ပယ်သက်ပြီးသောပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့်နောက်တဖန်ပရိသန္ဓေမနေတော့တဲ့အတွက်ကိုနာသည်ဆင်းရဲဒုက္ခမှလွတ်မြောက်သွားတာကြောင့်ဗုဒ္ဓဟာနိဗ္ဗာန်ကိုတကယ်ရောက်ခဲ့ပါတယ်နော်ဟုတ်ကဲ့ပါဒီပီဒီယိုလေးမှာရှင်းပြစရာအကြောင်းနှစ်ချက်ရှိပါတယ်။တမားချက်ကနိဗ္ဗာန်ရင်ရောက်ခြင်းဟာဒီပဋိတန်တီအာမတည်နိုင်တော့ဘူးဆိုတဲ့ဘောတရားကိုပြောသွားတာဖြစ်ပါတယ်။အဟာတမလွန်ကိုယူဆပြီးပြောတဲ့တကယ်ရဖြစ်ပါတယ်။ ကျွန်တော်တို့ဒီလူဖြစ်တုံးလူဖြစ်ကြောင်းတရားတွေကိုအားထုတ်ရမှာဖြစ်ပါတယ်တမလွန်ဆိုတာကျွန်တော်တို့မမြင်နိုင်တဲ့တရားပါနော်ဓမ္မဆိုတာဒီလောကတဘာဝဓမ္မရှိနေတဲ့အဲလက်တွေ့ပြနိုင်တဲ့အရာတွေဖြစ်ပါတယ်လက်တွေ့မပြနိုင်တဲ့အရာကိုပြောခြင်းဟာဒိဋ္ဌိဖြစ်ပါတယ်ဒါကြောင့်ပရိတန်တိမတည်ဘူးဆိုတဲ့စကားရက်ဒီဘယ်ဖျားမှလည်းဟောလို့မရပါဘူးအာဒါဟာလေဓမ္မမဖြစ်ပါဘူးလောကတဘာဝမဖြစ်ပါဘူးအာမတွေ့မမြင်နိုင်တဲ့အရာကို ထုတ်ပြောသွားတာဖြစ်ပါတယ်။ဒုတိယချက်ကတော့ကိလေသာတွေကုန်ခန်းသွားပြီးတော့ဟောပြေခြင်းနာခြင်းပူခြင်းဆိုတဲ့ဒီဒုက္ခတွေမခံစားဘူးဆိုတဲ့ဟာလေလုံးဝလွယ်မှားပါတယ်။အဲကြောင့်လဲဆိုတော့ကိလေသာတွေဆိုတာကကျွန်တော်တို့ရဲ့ဒိဋ္ဌိတဏှာတွေဖြစ်ပါတယ်။အခုဒီဒီဥဇောတိကပြောနေတဲ့စကယ်ရက်တွေအားလုံးဟာဒီဒိဋ္ဌိတွေဖြစ်ပါတယ်။ နော်ဒိဋ္ဌိအယူဆလွဲမှားစွာပြောကြတဲ့ဇကားတွေအားလုံးဒီဒါကိလေသာပဲဖြစ်ပါတယ်ကိလေသာတဏှာလို့လည်းယူလို့ရပါတယ်အဲအများစီအများဆုံးအဖြစ်ကျွန်တော်တို့ပြောကြမယ်ဆိုတဏှာဖြစ်ပါတယ်လွဲမှားတဲ့အယူဆလွဲမှားတဲ့အတွေးခေါ်အားလုံးဒီအာဒါဟာဒီကိလေသာတဏှာတွေဖြစ်ပါတယ်နော်ကိလေသာတဏှာဖြစ်တော့ဒီကိလေသာတွေကိုကျွန်တော်တို့ကအာလူဖြစ်တော့ဖယ်ရှားရမယ်ဖယ်ရှားမှကျွန်တော်တို့ကနိဗ္ဗာန်ဆိုတဲ့အဲဟိုဆင်းရဲခြင်းကလွတ်မြောက် ော်ဒီလိုယူဆမှားတွေရှိနေမယ်ဆိုရင်ကျွန်တော်တို့ကငါနိဗ္ဗာန်မရနိုင်တဲ့အတွက်ဟာအတွေးခေါ်မှားတွေယူဆမှားနေတယ်ကျွန်တော်တို့ဟာလောကကြီးမှာဆင်းရဲကမလွတ်မြောက်နိုင်ဘူးဟာဒီသဘောတရားကိုပြောတာဖြစ်တယ်နော်ဒါကြောင့်ဒါကိလေသာသူပြောတဲ့ကိလေသာဒီဟာအိုခြင်းနာခြင်းတည်ခြင်းဆိုတဲ့အကြောင်းတရားမဖြစ်ပေါ်ဘူးဆိုတဲ့ဟာကိုပြောပြောသားတာဒီအဟာလောကတဘာဝဓမ္မမဟုတ်ပါဘူးအာဒီကိစ္စဒီကိုအာဖယ်ဖျားမှလည်းအာမမခံပြီးတတ်ဘူး နိဗ္ဗာန်ဆိုတာအတ္တိဟာတိကိုဟိုအာမခံပေးတာမဟုတ်ဘူးလူတွေဟာလူဖြစ်ကြောင်းမှာလူဖြစ်ရသူနတ်ဖို့အတွက်အာမခံပေးတာနော်လူတွေမှာလောဘဒေါသမောဟတွေရှိနေမယ်ဆိုရင်အာမငြိမ်းချမ်းဘူးမတည်ငြိမ်ဘူးအာမตายရဘူးနော်လူဖြစ်တော့လူဖြစ်ရသူမနတ်ဘူးဒီလောက်ပဲကျွန်တော်တို့ကအာတက်ပြရမှာဖြစ်တယ်နော်ကျွန်တော်တို့မမြင်နိုင်တဲ့ကပဋိတန်တိမတည်ဘူးဆိုတဲ့ဟာကို ဘသူကအာမခံပေးအာမခံပေးမယ်လို့ရှိပါဘူး။ဟာနောက်နောက်တဖန်ဦးချင်းနာချင်းမရှိဘူးဆိုတဲ့အကြောင်းတရားကိုလည်းဘသူမှအာမမခံပေးပါဘူး။ဒါဟာဓမ္မဆိုတာကြီးလောကတဘာဝထဲမှာရှိတဲ့လက်တွေ့ပြနိုင်တဲ့အကြောင်းအရာတွေပေါ်မူတည်ပြီးတော့ပဲပြောရပါတယ်။လက်တွေ့မပြနိုင်တဲ့အကြောင်းအရာတွေကိုမူတည်ပြီးတော့ပြောရင်ဒါဟာဒိဋ္ဌိဖြစ်ပါတယ်။နော်ဒါမဟုတ်ဒိဋ္ဌိနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့သိပြကြရတယ်ရှိပါတယ်။အဲဒါကြောင့်မို့ကျွန်တော်တို့ဓမ္မနဲ့ဓမ္မတွေဆိုတာဒီ ဟာလောကတဘာဝဖြစ်တယ်လောကထဲမှာဟာလက်တွေ့ပြနိုင်တဲ့အကြောင်းအရာတွေပေါ့မူတည်ပြီးတော့ဟောပြောရတာဖြစ်တယ်ကျွန်တော်တို့မမြင်နိုင်တဲ့အရာတွေကိုဟာချပြပြောဆိုလို့မရပါဘူးဒါဟာဒိဋ္ဌိဟာအယူဝါဒဖြစ်တယ်လို့ဟာဆိုလိုခြင်းဖြစ်ပါတယ်ဒါကြောင့်မို့ဥဒ္ဒတိကဟာဒီဟာဒိဋ္ဌိဖြစ်စေတဲ့တရားတွေကိုဟာခေါ်နေတာဖြစ်ပါတယ်တနည်းအားဖြင့်လည်းကျွန်တော်တို့ဟာမှုမှုတာဝါဒပေါ့နော်ဝစီကံဖောက်ပြကျူးလွန်နေတာဖြစ်ပါတယ် အဲဒီဗီဒီယိုလေးနဲ့ဖတ်သက်ပြီးတော့မေးမြန်းစီရရှိလဲအာကွန်မန့်မှာမေးပေးပါအာကျွန်တော်ပြန်ဖြေပေးပါမယ်ဣရှူအပ်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဒီဗီဒီယိုလေးမှာရှင်းပြเสียအကြောင်းနှစ်ချက်ရှိပါတယ်။တမားချက်ကနိဗ္ဗာန်ရင်ရောက်ခြင်းဟာဒီပဋိတန်တီအာမတည်နိုင်တော့ဘူးဆိုတဲ့ဘောတရားကိုပြောသွားတာဖြစ်ပါတယ်။ဒါဟာတမလွန်ကိုယူဆပြီးပြောတဲ့တကယ်ရဖြစ်ပါတယ်။ကျွန်တော်တို့ဒီ လူဖြစ်တုံးလူဖြစ်ကြောင်တရားတွေကိုအားထုတ်ရမှာဖြစ်ပါတယ်တမလွန်ဆိုတာကျွန်တော်တို့မမြင်နိုင်တဲ့တရားပါနော်ဓမ္မဆိုတာဒီလောကတဘာဝဓမ္မရှိနေတဲ့အဲလက်တွေ့ပြနိုင်တဲ့အရာတွေဖြစ်ပါတယ်လက်တွေ့မပြနိုင်တဲ့အရာကိုပြောခြင်းဟာဒိဋ္ဌိဖြစ်ပါတယ်ဒါကြောင့်ပရိတန်တိမတည်ဘူးဆိုတဲ့စကားရက်ဒီဘယ်ဖြစ်အောင်မလဲဟောလို့မရပါဘူးအာဒါဟာလေဓမ္မမဖြစ်ပါဘူးလောကတဘာဝမဖြစ်ပါဘူးအာမတွေ့မမြင်နိုင်တဲ့အရာကိုအာထုတ်ပြောသွားတာဖြစ်ပါတယ် ဒုတိယချက်ကတော့ကိလေသာတွေကုန်ခန်းသွားပြီးတော့အသိခြင်းနာခြင်းပူခြင်းဆိုတဲ့ဒီဒုက္ခတွေမခံစားဘူးဆိုတဲ့ဟာလေလုံးဝလွယ်မှာပါတယ်။ဘာကြောင့်လဲဆိုတော့ကိလေသာတွေဆိုတာကကျွန်တော်တို့ရဲ့ဒိဋ္ဌိတဏှာတွေဖြစ်ပါတယ်။အခုဒီဒီဥဇောတိကပြောနေတဲ့စကယ်ရက်တွေအားလုံးဟာဒီဒိဋ္ဌိတွေဖြစ်ပါတယ်။ နော်ဒိဋ္ဌိအယူဆလွဲမှားစွာပြောကြတဲ့ဇကားတွေအားလုံးဒီဒါကိလေသာပဲဖြစ်ပါတယ်ကိလေသာတဏှာလို့လည်းယူလို့ရပါတယ်အဲအများစီအများဆုံးအဖြစ်ကျွန်တော်တို့ပြောကြမယ်ဆိုတဏှာဖြစ်ပါတယ်လွဲမှားတဲ့အယူဆလွဲမှားတဲ့အတွေးခေါ်အားလုံးဒီဟာဒါဟာဒီကိလေ